ဇလန်းစမှာတော့အဖေဖြစ်သူနဲ့သမီးတို့ဟာလမ်းမို့ကိုရောက်တဲ့အခါအသေးစိတ်ရှိရတဲ့ဇွန်ဘီတွေနေရာအနှံ့မှာရှိနေတဲ့မြင်ကွင်းကြောင့်ထိတ်လန့်သွားခဲ့ကြရပြီးတော့ခွေးတွေတောင်ဇွန်ဘီဖြစ်နေတာပါ။ဂျောင်းဝမ်ကသူ့ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါဇွန်မျိုးတစ်မျိုးလုံးကိုအမည်မသိတဲ့ virus မျိုးကဝင်ရောက်တိုက်ခတ်ခဲ့ပြီးမျိုးဟာကြာဆုံးသွားကနေလို့မရတော့ဘူးဆိုတာကိုသိလာရပါတယ်။ဒါကြောင့်ကိုတော့ဂျေးလက်တော်ရောက်မှတယောက်ထဲနေတဲ့သူ့အမေစီသွားဖို့ကတခုရဲသောဘေးကင်းရလို့သူယူဆခဲ့ပါတယ်။ဒါပေမဲ့သူတို့ရှေ့မှာလက်ရှိရင်ဆိုင်နေရတဲ့ပြဿနာကတော့ ဇွန်ဘီတွေပြည့်နေတဲ့လမ်းမတွေကနေဘလို့ထိုးပေါက်ထွက်ခွာရမလဲဆိုတော့ပါပဲ။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဂျောင်ဝမ်ကအကြံတစ်ခုရခဲ့ပြီးတော့စူဝါကတော့တုံဆိုင်နေပြီးပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ခဏမှာပဲပန်ဝင်းချင်းကဇွန်ဘီတွေဟာသူတို့စီလာနေခဲ့ကြပါတယ်။ဒါပေမဲ့သူသမီးကအခုလိုပဲတရုပ်ဆောင်ပြီးရှောင်တိန်လိုက်ပါတယ်။သူသမီးရဲ့လိမ္မာပါနဲ့တဲ့တရုပ်ဆောင်မှုကိုကြည့်ရင်ဂျောင်ဝမ်ကသူ့ရဲ့မျိုးရိုးဗီဇာကိုချီကျူးမဆုံးဖြစ်နေခဲ့ပါတယ်။အဲဒီနောက်သူလည်းလိုက်လုခဲ့ပြီးသူ့ရဲ့လှုပ်ရှားမှုတွေနဲ့အတန်တွေကတကယ်ဇိုမီတွေထက်တောင်ပိုပြီးဇိုမီဆန်နေခဲ့ပါတယ်။ ဒါပေမဲ့ဟန်ဆောင်လုံးနေတာကတူးယောင်ပဲဖြစ်ပြီးတော့ဇိုမီတွေကတခုခုမားနေပြီဆိုတာကိုမြန်မြန်ပဲရိပ်မိခဲ့ကသူတို့နောက်ကိုစတင်လိုက်ခဲ့ကြပါရယ်။ဒါကိုမြင်တော့သားဖားနှစ်ယောက်ပြေးခဲ့ကြပြီမယ်။လမ်းမှာဆူအားဟာချော်လဲကျသွားခဲ့ပြီးဇိုမီဖွားကြီးကသူ့စီကိုရောက်လာပါရယ်။ကန်ကောင်းစွာနဲ့ပဲဂျောင်ဝမ်ကမြန်မြန်ဆန်ဆန်ပဲတုံ့ပြန်ခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ဆူအားကိုကာကွယ်ပေးခဲ့ပြီမယ်။သူ့ရဲ့လက်မောင်းကိုဇိုမီဖွားကြီးကကိုက်လိုက်ပါရယ်။အဲနောက်သူဗိုင်းရပ်စ်ကူးစက်ခံရရောမယ်လို့ထင်နေချိန်မှာပဲဇိုမီဖွားကြီးရဲ့သွားသူတွေပြုတ်ကျသွားတာကိုသူတွေ့လာရပါရယ်။ ။အဲနောက်ဂျောင်ဝမ်ကဇွန်မီကိုတွန်းထုတ်ပြီးသူသမီးကိုဆွဲကဆက်ပြီးထွက်ပြေးခဲ့ပေမယ့်လမ်းမတွေဟာဇွန်မီတွေနဲ့ပြင်းထန်နေတာကြောင့်ခြေကျင်တဲ့ဘေးကင်းစွာပြေးဖို့လုံးဝမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဂျောင်ဝမ်ကဆူဝါကိုပုံခိုင်းပြီးသူကတော့ဒါစီတွေကိုဖြိုခင်းကကားတစ်စီးစီရောက်ဖို့အစွမ်းကိုစူးစမ်းခဲ့ပါရယ်။နောက်ဆုံးမှာတော့တားဖားနေအောင်ဇွန်မီတွေပြစ်နေတဲ့လမ်းမတွေစီကနေကားနဲ့မောင်းထွက်နိုင်ခဲ့ကြပါရယ်။ဂျောင်ဝမ်ကစိတ်လုံရှားစွာနဲ့ဝေးပြေးလမ်းပေါ်ကိုအရှိန်မြင့်မောင်းနေခဲ့ပေမယ့်အဲနောက်မှာတော့မတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့ပါရယ်။အဲနောက်ထွက်ပြေးလာနိုင်ခဲ့တဲ့အတွက်ပျော်နေရမယ့်စာ စူဝါရဲ့စိုးရိမ်နေတဲ့မူရာကိုမြင်တော့သူတခုခုမားနေပြီဆိုတာကိုချက်ချင်းသိလာရပါတယ်။ဟုတ်ပါတယ်။သူစူဝါရဲ့လက်မောင်းပေါ်မှာဇွန်ဘီကြိုက်ထားတဲ့အရာကိုတွေ့လာရပါတယ်။တကယ်တော့တိုင်နောက်မှာပုန်းနေတော့မှစူဝါကိုဇွန်ဘီကလင်းငယ်တူကကြိုက်ခဲ့တာဖြစ်ပြီးသူမဖခင်ကိုပြောဖို့အရန်ကြောက်လန့်နေကြတာပါ။ဒါကြောင့်ဂျောင်းဝမ်ကစူဝါကိုနှစ်သိမ့်မှုစ조사ခဲ့ပြီးတော့ဒါဟာကြိုက်ရသေးသေးလေးပဲဖြစ်ပြီးဘာမှမဖြစ်တော့ပါဘူး။စေးုံကိုချက်ချင်းသွားရင်တော့မချသေးဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူစကားမဆုံးခင်မှာပဲအမဲရောင်ဆင်းကြောင်းနေစူဝါရဲ့လက်မောင်းပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်တဲ့လက္ခဏာတွေကသူ့ခန္ဓာကိုယ်မှာလျင်မြန်စွာပေါ်လာခဲ့ပြီးမကြာခင်မှာပဲသူ့မျက်လုံးတငယ်တွေပါစတင်ပြောင်းလဲလာခဲ့ပါတယ်။အဲနောက်ဂျောင်းဝမ်မတုံ့ပြန်နိုင်ခင်မှာပဲဆူဝါဟာဆာလောင်နေတဲ့ဝင်ပလူတကောင်လို့သူ့စီကိုခုံဝင်ခဲ့ပါတယ်။အဲနောက်ဂျောင်းဝမ်ကဘရိတ်ကိုပြင်းပြင်းအုပ်လိုက်တဲ့အခါကားဟာလမ်းမေးကတားစီကိုဝင်တိုက်ခဲ့ပေမဲ့ဆူဝါကဂျောင်းဝမ်ကိုဆက်ပြီးတိုက်ခိုက်ဖို့ကြိုးစားနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဂျောင်းဝမ်ကလုံလောက်တဲ့အမြန်နှုံးနဲ့ကာကွယ်နိုင်ခဲ့ပြီးတော့သူဆူဝါရဲ့နှွေးတဲ့အင်ဂျီအုပ်ထုပ်ကိုတင်းတင်းဆွဲချပြီးသူမရဲ့ခေါင်းကိုဖုံးအုပ်ခါအမရယုံကိုပိတ်ဆို့ခဲ့ပါတယ်။ ဲနောက်ဂျောင်ဝမ်ကထိုင်ကုန်ကပတ်ကိုဖြုတ်ပြီးဆူဝါကိုချီနောင်ခဲ့ပါတယ်။ဒါပေမဲ့ဇိုမီဖြစ်သွားတဲ့ဆူဝါရဲ့ခွန်အားကကြောက်မက်ဖွယ်ကောင်းလောက်အားကောင်းလာခဲ့ပါတယ်။ဒီလိုနဲ့ဆူဝါသတိလစ်သွားခဲ့ပြီးတော့ဂျောင်ဝမ်ကတနာစိတ်နဲ့နာကျင်ခဲ့ရပေမဲ့သူ့လုံးနိုင်တာဘာမှမရှိတော့ပါဘူး။ညနေရောက်တဲ့အခါဂျောင်ဝမ်ဟာသူ့ရဲ့ရွာကိုနောက်ဆုံးမှရောက်ရှိခဲ့ပြီးတော့အဖွားဖြစ်သူကသူ့ရဲ့ခြေဆုံးမြင်းမာလေးပြန်လာပြီးဆိုတဲ့သတင်းကိုကြားတော့စိတ်လှရှားစွာနဲ့အိတ်ခမ်းထဲကိုအမြန်ပြေးဝင်ခဲ့ပါတယ်။ဒါပေမဲ့သူမတကားကိုဖွင့်လိုက်တဲ့အခါအိတ်ခမ်းတစ်ခန်းလုံးဆူဝါကြောင့်ရှုပ်ပွားနေတာကိုတွေ့လိုက်ရပြီးတော့ အဖွားစိတ်မပြတ်ဖဲမနေနိုင်ခဲ့ပါဘူး။သူမကိုပို့ပြီးဒေါသထွက်စီတာကတော့ဆူဝါဟာသူမကိုကြောက်စရာကောင်းတဲ့အကြည့်နဲ့စိုက်ကြည့်နေခဲ့တာပါပဲ။ခဏကြာမှဆူဝါနောက်ကျရင်မူးလဲကျသွားခဲ့ပြီးတော့အဖွားပန်ဆောင်ကအမှန်တရားကိုသိလိုက်ရတဲ့အခါဝမ်းနဲ့ပူဆွေးမှုနဲ့အတူရှာကြီးတငယ်ငိုကြွေးခဲ့ရပါတယ်။အဲဒီအချိန်မှာပဲ TV မှာရေးပေါ်သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အစိုးရနဲ့စစ်တပ်တို့ပူးပေါင်းပြီးအထူးယူနစ်တစ်ခုကိုဖွဲ့စည်းထားပြီးဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကိုတားဆီးဖို့အစွမ်းကိုလှုပ်ဆောင်နေတယ်လို့ကြေညာခဲ့ပါတယ်။ နောက်တစ်နေ့မှာဂျောင်ဝမ်ကဆူအားကိုကြေးလက်စယုံတစ်ခုစီခေါ်သွားခဲ့ပေမယ့်အဲဒီမှာကူးဆက်ခံရသူတွေကိုစစ်သားတွေကပြတ်တက်နေတာကိုသူတွေ့လာရပါတယ်။ဂျောင်ဝမ်ကသူ့သမီးကိုတခြားသူတွေရဲ့တနက်အောင်မှာတေးဖို့ခွင့်မပြုနိုင်တာကြောင့်ဆူအားကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။တချိန်တည်းမှာသတင်းကနောက်တစ်ချိန်သတင်းထုတ်ပြန်ခဲ့ပြီးကူးဆက်ခံရသူတွေကိုဖွက်ထားတာကပြေးထန်တဲ့ရာဇဝတ်မှုဖြစ်ကြောင်းသတိပေးခဲ့ပြီးလူတိုင်းကိုချက်ချင်းသတင်းပို့ဖို့တိုက်တွန်းခဲ့ပါတယ်။ဂျောင်ဝမ်ကဗိုင်းရပ်စ်ကိုကူးသလို့မရနိုင်ဘူးဆိုတာကိုသဘောပေါက်ခဲ့ပြီး ဆိုဝါကိုတခြားသူတွေရဲ့ပြစ်တက်ခြင်းခံရတာထက်စာရင်သူ့ကိုယ်သူမြုပ်နှံတာကပိုကောင်းမယ်လို့တွေးခဲ့ပါရီဒါပေမဲ့သူအဲ့လိုလုံးဆောင်မှုစ조사နေချိန်မှာပဲဆိုဝါရဲ့ရွှေလန်းတဲ့ပြုံးတွေကသူ့ရဲ့စိတ်ထဲမှာလင်းလန့်လာခဲ့ပြီးဝမ်းနဲ့ပူဆွေးမှုနဲ့တွေးဝင်မှုနဲ့အတူမလုံနိုင်တော့ပဲဖြစ်နေခဲ့ပါရီအဲ့ဒီခိုက်တက်မှာဘန်ဆွန်းကသူ့ကိုယ်စားလုံးဆောင်ပေးဖို့အတွက်ဂေါ်ပြားကိုမြှောက်လိုက်ပါရီဒါပေမဲ့ဂျောင်းဝမ်းကသူ့မကိုတားဆီးခဲ့ပြီးသူတို့နှူးကြမှာညင်းခုံမှုဖြစ်ပေါ်လာခဲ့ပါရီသူတို့ညင်းခုံနေတော့မှဆူဝါထွက်ပြေးသွားခဲ့ပြီးတော့ ရောင်ဝမ်နဲ့ဗန်ဆုံတို့ရွာတဝိုင်းမှာအကြာကြီးရှာဖွေခဲ့ကြပေမဲ့သူ့ကိုရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးမှတော့တူလောင်ရင်တစ်ခုထဲမှာသူ့ကိုတွေ့ခဲ့ကြရင်အဲ့ဒီအချိန်မှာရောင်ဝမ်ကရုပ်တရက်အကြံတစ်ခုရခဲ့ပါတယ်။အခုပုံစံအရဆူအားမှာတတိတချို့ကြံနေသေးတာဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီတူလောင်ရင်ကကလေးဘွားတွေကဆူအားကြိုက်ဆုံးနေတာဖြစ်တာကြောင့်သူမသာလုံးဝဇွန်ဘီဖြစ်သွားခဲ့ရင်ဒီနေရာကိုမှတ်မိနိုင်မှာမဟုတ်ပါဘူး။လူစိတ်ရှိနေသေးလို့မှတ်မိနေတာပါ။ဒါပေမဲ့ဗန်ဆုံကရောင်ဝမ်စိတ်ကူးရင်နေတာပါလို့ညင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့တရေမှာတယောက်ယောက်ဇိုမီဖြစ်သွားခဲ့ရင်သူသေးဆုံးသွားပြီလို့ရှင်းရှင်းလင်းလင်းပြောထားလို့ပါပဲ။ဒါပေမဲ့ဂျောင်ဝမ်ကမယုံကြည်ခဲ့ပဲသူစူအားကြိုက်ဆုံးတခြင်းကိုဖွင့်ပြခဲ့ပါရင်။သူအန်အသည့်စွာနဲ့ပဲစူအားရဲ့ခန္ဓာကိုယ်ဟာဂီတနဲ့အတူစတင်လှုပ်ရှားလာခဲ့ပြီးသူမရဲ့လူစိတ်ဟာအထဲမှာတက်ရှည်နေသေးတယ်ဆိုတာကိုသူပိုပြီးယုံကြည်လာခဲ့ပါရင်။အဲဒီညမှာတော့စူအားရဲ့အခြေအနေကနည်းနည်းပိုကောင်းလာပုံရပြီးဇိုမီတူသတိပြန်လည်လာရင်သူ့ရဲ့ virus ကအားနည်းလာတယ်လို့သတင်းကပေါ်ပြခဲ့ပါရင်။နောက်ကိုကြားတဲ့အခါဂျောင်ဝမ်ရဲ့မျိုးလင့်ချက်ချက်ချင်းပြန်လည်ရရှိခဲ့ပြီး စူဝါပြန်ကောင်းလာနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဘန်ဆိုးနောင်သူ့ရဲ့မြင်ကိုပြောင်းလဲခဲ့ပြီးတော့သူ့မြင်မှလည်းပြန်ကောင်းလာမယ်လို့ယုံကြည်ခဲ့ပါတယ်။အဲဒီအချိန်မှာဂျောင်ဝမ်ရဲ့တငယ်ချင်းထုံပေရုတ်တရက်လာလဲခဲ့ပြီးတော့စိုးမျိုးရဲ့ခြေနေကမကောင်းဘူးဆိုတာနဲ့ကြေးဟော်မှနေတာကပိုလုံးချုံတယ်လို့ဂျောင်ဝမ်ကိုပြောပြနေခဲ့ပါတယ်။ဒိုမီကစူဝါကိုတွေ့ကျင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စူဝါကိုဇွန်ဘီခြေနေနဲ့တွေ့လာရပါတယ်။ပြီးတာနဲ့ဒိုမီကပြန်တော့ဖို့အတွက်စင်ကြီးတစ်ခုပေးခဲ့ပါတယ်။ဒါပေမဲ့သူ့အပြင်ကိုထွက်သွားတာနဲ့ဖုန်းကိုထုတ်ပြီးသတင်းပို့ဖို့ပြင်ဆင်ခဲ့ပါတယ်။ ။ရန်ကောင်းစွာနဲ့ပဲဂျောင်ဝမ်ကသူ့ကိုချိန်ပြီးတားဆီးနိုင်ခဲ့ပါတယ်။သူသာဆူအားရဲ့မှတ်တရတွေကိုနှိုးဆွနိုင်ရင်ဗိုင်းရပ်စ်ပြန့်နှံ့မှုကိုရပ်တန့်နိုင်မယ်လို့ပြောပြီးဒုံးမေကိုလှုပ်ဝက်ထားဖို့တောင်းပန်ခဲ့ပါတယ်။ဒါကြောင့်သူကဆူအားကိုမှတ်ညံနေပြန်လည်ရရှိရေးလေ့ကျင့်မှုပေးဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ဒုံးမေအတွက်တော့ဒါဟာလုံးဝစိတ်ကူးရင်ဆန်တဲ့ရာတကူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ဟာတငယ်ချင်းရင်းချာတွေဖြစ်တာကြောင့်ဒုံမေကနောက်ဆုံးမှာဂျောင်ဝမ်ရဲ့လှုပ်ဝက်ချက်ကိုထိန်းသိမ်းဖို့သဘောတူခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဒုံမေကသတင်းကောင်းနဲ့ရောက်လာခဲ့ပါတယ်။ သူတငယ်ချင်းကအမေရိကန်ကအကြီးဆုံးစေဝါကုမ္ပဏီတွေကတခုမှလုံးလုံးပြီးကုသမှုတစ်ခုကိုတီထွင်ခဲ့ကမကြခင်အတီးပြည့်ချက်ရတော့မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါရတာနဲ့ဆူဝါရဲ့ယောဂလက္ခဏာတွေတိုးတက်လာနိုင်ပါတယ်။ဒိုမီကဆူဝါရဲ့မျက်ညံလေးကျင်းမှုမှာဂျောင်းဝမ်းကိုကူညီပေးနိုင်မယ်လို့လည်းပြောခဲ့ပြီးတော့နောက်တစ်နေ့မှာသူတို့ဟာဆူဝါကိုတိတ်ဆိတ်တဲ့ကမ်းခြေနေရာတစ်ခုစီခေါ်သွားခဲ့ပြီးလေးကျင်းမှုစတင်ခဲ့ကြပါတယ်။ဒါပေမဲ့အခြေအနေကအဆမမကောင်းခဲ့ပါဘူး။ဆူဝါကဒိုမီကိုမြင်းနီးသလိုဖြစ်နေခဲ့ပြီးမကြခင်မှာပဲဂျောင်းဝမ်းကဆူဝါနဲ့လူမှုဆက်ဆံရေးလေးကျင်းမှုစတင်ခဲ့ပြီး သူမကြိုက်တဲ့ຢာတစ်ခုခုကိုမြင်တဲ့အခါမျက်တောင်ခတ်ဖို့ပြောခဲ့ပါတယ်။အန်အိုးဖို့ကောင်းလောက်အောင်ပဲစူဝါကမျက်တောင်ခတ်ပုံကိုမြ мян သိမ်းယူနိုင်ခဲ့ပါတယ်။ဂျောဝန်ကသူသမီးသူ့ရဲ့ညွန်ကြားချက်တွေကိုနားလေသွားပြီလို့ထင်ပြီးသူ့မိကိုဂုံယူစွာပြသခဲ့ပြီမေ။တကယ်လို့စူဝါကဂျောဝန်ကိုရသာရှိတဲ့ပုံစံနဲ့မြင်ပြီးသူ့ကိုကိုက်ဖို့ပဲမြင်ခဲ့တာပါ။ဒီလိုအခြေခံလေ့ကျင့်ခန်းနေပြီးမျက်ညံပြန်လဲရရှိဖို့အတွက်အကောင်းဆုံးလေ့ကျင့်မှုကကိုလက်လှူရှာလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ပါတယ်။ဒီတကယ်လို့စူဝါကလုံးဝပြေဝလိုက်လုပ်ခဲ့ပါတယ်။ဂျောဝန်ကသူ့သမီးရဲ့ဓာတ်ပုံတွေကိုအမှတ်တရရယူခဲ့ပြီးတော့ အဖွားကလည်းစူဝါကိုတည်တည်ချာချာစားတော့ပုံကိုတင်ကြားပေးခဲ့ပြီးအရာလုံးကအကောင်းမြင်တဲ့လမ်းကြောင်းစီဥတီနေပုံရခဲ့ပါရီတစ်ချိန်တည်းမှာပဲတရင်ကလည်းမကြသေးခင်ကကူးဆက်ခံရသူရဲ့အတွက်ရော့ကျလာတဲ့တရင်ကောင်းကိုဖော်ပြခဲ့ပါရီဒါပေမဲ့တွဲရှိတဲ့ကူးဆက်ခံရသူကိုချက်ချင်းတရင်ပို့ဖို့အများပြည်သူကိုဆက်လက်တိုက်တွန်းခဲ့ပြီးဝန်သိန်းတရာစုငွေတော်ရနိုင်တယ်လို့ဆိုပါရီမိသားစုဟာစူဝါကိုလုံးဝယုံကြည်မှုပြည့်ရှိပြီးသူမပုံမှန်အတိုင်းပြန်ဖြစ်လာမယ့်နေ့ကိုမျှော်လင့်ခဲ့ကြပါရီနေ့ရက်တွေကြာလာတဲ့အထိလေ့ကျင့်မှုတွေနဲ့ မိသားစုရဲ့နေကချစ်ခင်ပေးမှုကြောင့်ဆူအားရဲ့ခြေနေတိုးတက်မှုကတည်ငြိမ်ခဲ့ပါတယ်။ဂျောင်ဝမ်ကသူ့ရဲ့လက်မောင်းကိုထိုးပေးရတော့ဆူအားကကိုက်ချင်စိတ်မရှိတော့ဘဲသူမရဲ့မျက်လုံးတွေကရန်လုံနေတဲ့စားဖြည်းဖြည်းချင်းနူးညံ့လာခဲ့ပါတယ်။အဖွားကဆူအားအိမ်မှာပဲနေနေရတာကိုညင်းငွေနေမှာစိုးရိမ်လာကြောင်းကျောင်းဝန်းကိုမြူရဲသွားပြီးအလပြေမှုမိတ်ကတ်ချို့ဝယ်ဖို့ပြောခဲ့ပါတယ်။ဒါမှဆူအားရဲ့မျက်နှာပေါ်ကအမဲရောက်မှတ်သားကိုဖုံးအောင်နိုင်ပြီးပူပြီးလွလွကူကူအပြင်ထွက်နိုင်မှာပါ။ဒါပေမဲ့အလကုံနေဝယ်နေတော့မှပဲကျောင်းဝန်းကကျောင်းတုံးကတိတ်တိတ်လေးကြိုက်ခဲ့တဲ့တန်းပေါ်ယုံးဟာနဲ့မမျှော်လင့်မဲစုံမိခဲ့ပြီ ။ဂျောင်းဝမ်ရွာကိုပြန်ရောက်လာပြီဆိုတာကိုသိလိုက်ရတဲ့အခါရုံးဝါကလည်းသူ့အိမ်ကိုလာရောက်လည်ပတ်ခဲ့ပါရယ်။ဒါပေမဲ့ဂျောင်းဝမ်ကတိတ်ပြီးကြိုဆိုမှုမရှိခဲ့ပါဘူး။သူဟာတစ်ချိန်ကရုံးဝါကိုကြိုက်ခဲ့ပေမဲ့အခုတော့စူအားအတွက်သူ့ကိုနေစေချင်တာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရုံးဝါကဇွန်မီဖြစ်သွားတဲ့သူ့ရဲ့ခေမိုးကိုတားဆီးဖို့ကိုရိုင်းတက်ခဲ့ဘူးရယ်ဆိုတာကိုဒုံဘေးစီကဂျောင်းဝမ်သိထားလို့ပဲဖြစ်ပါရယ်။ဂျောင်းဝမ်ကစူအားကိုရုံးဟာသာတွေ့သွားခဲ့ရင်သူမရဲ့ကံကြမ္မာလဲရုံးဟာရဲ့ခင်မုန်းလို့ဖြစ်သွားမှာကိုစိုးရင်ခဲ့ပါရယ်အဲဒီအချိန်မှာစူအားကသူ့ရဲ့ခန်းထဲကနေအပြင်ကိုထွက်လာခဲ့ပြီးတော့ သူမစီကိုရုံးဝချင်းကပ်ဖို့လုပ်နေချိန်မှာဂျော်ဝင်ကစူအားကိုအိတ်ခမ်းထဲကိုချက်ချင်းဆွဲခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒကာနောက်ကနေကျေလောင်တဲ့ထုတန်တွေထွက်ပေါ်လာခဲ့တာကြောင့်ရုံးဝကတန်တရားဖြစ်ပြီးဒကာဖွဲ့မှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဂျော်ဝင်ကသူ့ကိုအိမ်ရှိကနေတွန်းထုတ်ပစ်ခဲ့ပြီးအဲ့ဒီဂျော်ဝင်ရဲ့ထူးဆန်းတဲ့ပြုမှုကရုံးဝကိုတန်တရားတွေပြေစေခဲ့ပါတယ်။ဒါကြောင့်ဂျော်ဝင်ကစူအားဖျားနေပြီးဘယ်သူနဲ့မှမတွေ့သင့်ဘူးလို့လိန်ပြောခဲ့ပါတယ်။သူရုံးဝကိုသူ့အိမ်ကိုဘရောမမလာဖို့တတိပေးခဲ့တဲ့အတွက်စင်မကောင်းဖြစ်ပြီးရှုပ်ထွေးနေတဲ့ရုံးဝကဒေါသနဲ့ထွက်သွားခဲ့ပါတယ်။ ရန်နေခဲ့ကြပြီးနောက်မှာတော့မြို့မှာ cosplay ပွဲတစ်ခုကျင်းပခဲ့ပါတယ်။စူဝါရဲ့အခြေအနေတိုးတက်လာကိုမြင်တော့ဂျောင်းဝမ်ကသူ့ကိုအပြင်ထွက်ပြီးလေကောင်းလေတန်ရှူဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဖွားရဲ့တေးချာချာပြင်ဆင်ပေးမှုကြောင့်စူဝါကရင်ကားလိုနူးညံ့ချိုသွားတဲ့ကောင်မလေးတူလိုပြန်ဖြစ်လာခဲ့ပါတယ်။ယုံမီကလည်းကိုရန်တော်ဖြစ်တယောက်ဆောင်ပြီးဝစ်စုံဝစ်ဆင်ခဲ့ပြီးတော့သူတို့အားလုံးဟာပွဲမှာပျော်ရွှင်စွာပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ယုံဝါကတန်တရားဆက်ရှိနေတော့မှာပဲ။သူမဟာဂျောင်းဝမ်ရဲ့အိမ်ကိုနောက်ကျရင်လာခဲ့ပြီး ်ဒူဝါဆူဝါရဲ့လေ့ကျင့်မှုတိုးတက်မှုကိုမှတ်တမ်းတင်ထားတဲ့မှတ်စုစာအုပ်ကိုမတော်ဆတွေးရှိခဲ့တဲ့အတွက်နောက်ဆုံးမှာမှန်တရားကိုသိလာရပါတယ်ယောဂါကဆူဝါရဲ့မိဘမလဲဘာလို့သူသမီးကိုစွန့်ပစ်သွားတာလဲလို့သိချင်ခဲ့ပေမဲ့ဘန်ဆုံးကမှန်တရားကိုဖော်ထုတ်ဖို့မလိုချင်ခဲ့ပါဘူးဒါပေမဲ့ယောဂါကအရေးပေါ်ဖုန်းခေါ်ဆိုမှုလိုင်းကိုခေါ်မဲလို့ချင်းချောက်ခဲ့တာကြောင့်သူမမှာရွေးချယ်စရာမရှိပဲဆူဝါရဲ့ဇလန်းကိုပြောပြခဲ့ရပါတယ်တကယ်တော့ဂျောင်းဝမ်ဟာဇီဝါနီးယားဆူဝါရဲ့ဖေမို့ပဲဦးလေးဖြစ်ပါရယ်အဲဒီတုန်းကဆူဝါရဲ့မိကမ်မတော်ဆောက်မှုနဲ့ကံကောင်းစွာဆုံးမသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ။စူဝါရဲ့ဖေရင်ကအာမခံငွေကိုယူပြီးငွေရဲစူဝါကိုရက်ဆက်စွာစွန့်ပစ်ပြီးမိသားစုကနေထွက်ခွာသွားခဲ့တာပါ။အဲနောက်မကြခင်မှာပဲသူ့ဖေကမိသားစုတစ်တခုကိုစတင်လိုက်တာကြောင့်နောက်ဆုံးမှာတော့ဂျောင်းဝမ်ကစူဝါဖေနေရာကိုယူခဲ့ပြီးစူဝါကြီးပြင်းလာတဲ့အထိသူ့ဘေးမှာနေခဲ့တာပါ။ဘယ်ဆုံးကယုံဝါကိုရဲရီကိုတရင်မပို့ဖို့တောင်းပန်ခဲ့ပါရင်။ဘာလို့လဲဆိုတော့အခုချိန်မှာစူဝါကိုဂရုစိုက်နိုင်တာဂျောင်းဝမ်တူရဲသာရှိလို့ပါပဲ။အဲ့ဒီချိန်မှာဂျောင်းဝမ်နဲ့တခြားသူတွေအိမ်ပြန်ရောက်လာခဲ့ကြပြီးဂျောင်းဝမ်ကယုံဝါဒုတ်ချောင်းကိုကင်ထားတာကိုမြင်တဲ့အခါ မကောင်းတဲ့တိတ်နမိတ်တစ်ခုလိုချက်ချင်းခံစားလိုက်ရပါတယ်။ဒါပေမဲ့ယုံဟာကစူအားတခြားစုမေနဲ့မတူပဲဂျောင်းဝဲရဲ့စကားတွေကိုတကယ်နားလည်နိုင်တယ်ဆိုတာကိုတွေ့လိုက်ရတဲ့အခါအံ့အားတင်သွားခဲ့ရပါတယ်။ဒါကြောင့်သူတို့နဲ့ပူးပေါင်းပြီးစူအားမျက်ညံပြန်လည်ရရှိဖို့ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။မကြာခင်မှာပဲယုံဟာကစူအားကိုအထူးကြောင့်တစ်ခုစီခေါ်သွားခဲ့ပြီးကိုရောက်တော့လေအတန်းထဲမှာကျောင်းသားသုံးဦးသာရှိတာကြောင့်စူအားရဲ့တယုံမှန်ကိုသူတို့သတိထားမိမှာမဟုတ်ပါဘူး။ဒါပေမဲ့ကာယာတန်းထဲမှာစူအားရဲ့မျက်နှာကိုဘတ်စကတ်ဘောနဲ့မတော်တဆထိမှန်မိခဲ့ပြီး သူမချက်ချင်းတတိလေးပြီးမြေပြင်ပေါ်လဲကျသွားခဲ့လို့ဆေးကန်းကိုခေါ်သွားတဲ့အခါသူ့ရဲ့မျက်နှာဟာပုံပြဆင်းမြက်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့ဒုံဘေးရဲ့ကျွမ်းကျင်တဲ့နီးလန်းနေကြောင်းဆိုဝါရဲ့မျက်နှာဟာချက်ချင်းပုံမှန်တိုင်းပြန်ဖြစ်လာခဲ့ပြီးသူ့ရဲ့တမ်းမော်တွေအားလုံးဆေးကန်းတကားဝကိုလာပြီးသူ့ကိုကြည့်ရှုခဲ့ကြပါရ။ဒါကိုကြည့်ချင်းအဖြစ်သူတို့ဟာဆိုဝါနဲ့ဆက်ဆံရေးကောင်းကောင်းရှိတယ်ဆိုတာရှင်းလင်းနေပါရ။ဒါပေမဲ့တညမှာတော့ဆိုဝါရဲ့ဖေရင်ဟာဗန်ဆုံးစီလာပြီးဆိုဝါကိုသူ့ကိုအဖို့ချင်းချောက်ခဲ့ပါရ။တကယ်တော့ cosplay ပွဲအတွင်းတော့ကစူအားရဲ့ထိုးစက်တဲ့ပြုမှုတွေကိုတိတ်တိတ်လေးရိုက်ကူးပြီး online မှာတင်ခဲ့တာပါ။ ူကသူမဇွန်ဘီဖြစ်နေတာကိုချက်ချင်းရိမ့်မိခဲ့ပြီးဝမ်သိန်းတယောက်စုငွေကိုတောင်းဆိုဖို့သူ့ကိုခေါ်သွားဖို့စီစဉ်နေခဲ့တာပါဘန်ဆုံးကသူ့ကိုတားဆီးဖို့တဲတန်စူးစမ်းခဲ့ပေမဲ့သူကသူမကိုမြေပြင်ပေါ်တွန်းချခဲ့ပြီးတော့စူအားကိုပြန်ပေးဆွဲကခေါ်ဆောင်သွားခဲ့ပါတယ်နောက်ပြီးဘလောက်တောင်ဆိုးလဲဆိုရင်သူဇွန်ဘီကိုရှင်ဖမ်းရင်စုငွေနှစရနိုင်မလားဆိုတာကိုအာနာပိုင်တွေကိုဖုံးဆန့်မိခဲ့ပါတယ်တစ်ချိန်တည်းမှာစူအားကိုသူ့ဖေရင်ခေါ်သွားတာကိုသိလိုက်ရပြီးနောက်မှာဂျောင်ဝမ်ကမိုးရေရေကိုပြေးထွက်သွားခဲ့ပါတယ် သူဖြက်လန်းကနေတွားခဲ့ပြီးစူဝါရဲ့ဖေးရင်ကားကိုကြားပြတ်တားခဲ့ကအဲ့လူကိုရှယ်ဆော်ပါရယ်။ဒါပေမဲ့ဖေးရင်ကစူဝါရဲ့ cosplay ပွဲကဗီဒီယိုဟာ online မှာပြန့်နှံ့နေပြီဖြစ်ပြီးနောက်ထပ်လူတွေသတင်းပို့ကြလိမ့်မယ်လို့ဂျောင်းဝမ်ကိုသတိပေးခဲ့ပါရယ်။နောက်ကိုကြားတဲ့အခါဂျောင်းဝမ်ကြောင်းနေခဲ့ပြီးအဲ့ဒီခိုက်တက်မှာပဲအဖေးရင်ကဂျောင်းဝမ်ကိုကိုက်လိုက်ပြီးအကြိမ်ကြိမ်ထိုးခဲ့ပါရယ်။သူ့ဖေးရိုင်းနှက်ခံနေရတာကိုကြည့်နေရတဲ့စူဝါဟာရုတ်တရက်ဒေါသထွက်လာခဲ့ပါရယ်။အဲ့နောက်စူဝါလုံးဝပုံမပြောင်းလဲခင်မှာဂျောင်းဝမ်ကအဖေးရင်ကိုဒုံးနဲ့ရိုက်တက်ခဲ့ပြီးချင်းချောင်းမှုကိုတခါရေဆုံးသက်ခဲ့ပါရယ်။ သူတို့အိမ်ပြန်ရောက်တဲ့အခါဂျောင်မန်ကသူ့ရဲ့ခီးဆောင်အိတ်ကိုထုတ်ပိုးခဲ့ပြီးစူအောကိုဘသူမှမသိတဲ့နေရာတစ်ခုစီခေါ်သွားဖို့ဆုံးဖြတ်ခဲ့ပေမယ့်သူတို့ထွက်ခွာတော့မယ်ဆိုတဲ့အချိန်မှာပဲအထူးတပ်ဖွဲ့ဝင်များကြီးရောက်လာခဲ့ပြီးသူတို့ထွက်ပြေးဖို့လမ်းမရှိတော့ပါဘူးဂျောင်မန်ကစူအောကိုသူ့ကိုကိုက်ဖို့ပြောခဲ့ပြီးသူလည်းကူးဆက်ခံရရင်သူတို့ထာဝရတူတူနေနိုင်မယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့စူအောဟာဂျောင်မန်ပြောတာကိုလက်ခံခဲ့ပြီးသူ့ကိုလေဘင်းကနေကိုက်ခဲ့ပါတယ်စစ်သားတွေဝင်ရောက်လာတဲ့အခါဂျောင်မန်ဟာကူးဆက်ခံထားရပြီးသားဖြစ်နေခဲ့ပြီးတော့ ပုံမပြောင်းခင်မှာသူဟာသူ့ရဲ့ခန္ဓာကိုယ်ကိုသုံးပြပြီးစူအားကိုကြည်စံတွေကနေကာကွယ်ပေးခဲ့ပါတယ်။အဲနောက်ဂျောင်းဝမ်လဲကျသွားတဲ့အခါစူအားကရုတ်တရက်သူ့ကိုအဖေလို့ခေါ်လိုက်တာကြောင့်စစ်သားတွေအားလုံးမယုံကြည်နိုင်ဖြစ်သွားခဲ့ကြပါတယ်။နောက်ဆုံးမှတော့စူအားဟာအန်အိုးဖို့ကောင်းစွာနဲ့ပဲပုံမှန်တိုင်းပြန်ဖြစ်လာခဲ့ပြီးသူ့ခန္ဓာကိုယ်ကဗိုင်းရပ်စ်ဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျောင်းဝမ်ကတော့သတိမမျောနေသေးပါပဲ။လူတိုင်းအန်အားသင့်စွာနဲ့ပဲသူ့တေတီတွေဟာဂျောင်းဝမ်ရဲ့တွေကိုတေးချာချာစမ်းသပ်စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကိုပြက်ပြက်စေတဲ့ပရိပစ္စည်းများပါဝင်နေတာကိုတွေ့ခဲ့ရပါတယ်။ဒါကိုကြီးကြီးအဖြစ်စူအားဘာလို့ပြန်ကောင်းလာရလဲဆိုတဲ့အကြောင်းရင်းကိုဖော်ပြနေပါတယ်။ဂျောင်းဝမ်ရဲ့ခန္ဓာကိုယ်ရဲ့ကဗိုင်းရပ်စ်လည်းဖြစ်ဖြစ်ချင်းရောကျလာခဲ့ပြီးသူတတိလင်းမေမျောနေစေဖြစ်ပေမဲ့ရောဂါလက္ခဏာတွေကတဖြည်းဖြည်းတိုးတက်လာနေခဲ့ပါတယ်။သူဘယ်တော့နိုးလာမလဲဆိုတာကတော့မသေးချာသေးပါဘူး။နောက်ဆုံးဇဝင်ကန်းနေမှာတော့စူအားဟာစွဲရင်ပြပွဲတစ်ခုမှာပါဝင်ခဲ့ပြီးသူ့ရဲ့စွန့်ထက်တဲ့စင်မြင့်ဖြော်ပြမှုကပြိတ်သက်များပြားရဲ့ချစ်ခင်မှုကိုရရှိခဲ့ပါတယ်။ ရုံးဝကဆူအားရဲ့ဖျော်ဖြေမှုဗီဒီယိုကိုဂျောင်းဝမ်ကိုဖွင့်ပြတဲ့အခါသူ့ရဲ့လက်ချောင်းနဲ့အနေငယ်လှုပ်ရှားလာခဲ့ပါတယ်။ကဲဒါကတော့2025ခုနှစ်အတွက်ကိုရီးယားထိုင်းလန့်သဲဖို့ဟာသရုပ်ရှင် My Daughter is a Zombie ဇလန်းပြည့်စုံဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာနွေရာသီရုံဝင်ငွေအများဆုံးအောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပြီးဖြန့်ချီပြီး6ရက်ကြာမှပဲခိုင်မာတဲ့ရလဒ်တွေရရှိခဲ့ကာ2025ခုနှစ်ရဲ့ကိုရီးယားရုပ်ရှင်ကားကောင်းနေတဲ့ကတကားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီရုပ်ရှင်ကိုအဲ့ဒီမီတူ web comics ကနေပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပြီး ဇိုမီမီသားစုရဲ့စိတ်ကူးရင်ဆန်တဲ့အကြောင်းအရာတွေကိုထိမ့်သိမ်းထားရုံသာမကအဖေနဲ့သမီးတို့ရဲ့အကောက်ကန္နာတွေကိုပါမူရင်းတိုင်းထည့်သွင်းထားတဲ့အတွက်မူရင်းပြိတ္တတွေရောပြိတ္တတစ်တွေစီကပါချီးကျူးမှုရရှိခဲ့ပါတယ်။ဒါကြောင့်ကြည့်ရှုကြည့်ဖို့အထူးအကြံပြုလိုပါတယ်ခင်ဗျာ။